အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ mini cinema channel ကနေကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအတွက်အချစ်ဂမ်ဘီယာစိတ်ဝင်စားဖွယ်ကောင်းပြီးတော့လှော်ဝဲနေနေတဲ့အချောင်းရရသရီကိုတည်ဆောင်လာပြီးမြစိုင်းစရာ VPN ရေးသားတဲ့နောင်ရူမရာစာဆိုတဲ့ဇလံဝိထုရှုတက်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ပပထမကြွယ်ကန်းနေတဲ့ရှာပါပင်ကုငယ်တကောင်ခရူတဆိုင်ပလင်းထဲထဲနေတဲ့နောင်မုံဆိုးကြီးကဆစ်ရွှေလက်ရွှေနဲ့ တင်ငုပ်ပင်ပေါ်ထိုင်ကစောင့်နေပြီးတော့နေရိတ်တို့ထထင်ရွှာရွှာမြင်နေရတဲ့နေရာကနေနေပြောက်တောင်ထိုးဝက်ခက်ခဲတဲ့တောနဲ့တွဲကိုတောနဲ့ဝင်ရောက်ခဲ့တာနေမိုးတဲ့ချိန်တော့ရှောင်းနေလူပါပြီပင်ကူထဲထားတဲ့ပလင်းဖုံးလေးကိုပိတ်ပြီးတော့ကြောပုတ်အိတ်ထဲထဲတော့မိုးဆိုးကြီးကထိုင်နေရနေထားကအရှိရနေဥဆောင်ပြီးတော့ထူးထူးခြားခြားတရိတ်ဆိုင်မျိုးစိမတွေ့ရသေးဘူးဆိုပေမဲ့ရိုးမတော်ဟာနောက်စိတ်ကြည်လင်လန်းဆန်းစေရဲ့ ရှုမာရီဆောင်းဝင်ကစားတော့တောရွာရဲ့ဒလိအတိုင်းတောဆက်မှာဝါခုံမှုချိုမြစ်တူတယောက်စတယောက်စဆိုပေမဲ့အုပ်စုဖွဲ့ပြီးတော့ရောတွေ့ရတယ်ဆိုပေမဲ့တစားစားနဲ့တောနဲ့လာလီလူသူကင်းမဲ့လာလီပဲတရွက်ချင်းပုတ်တိုက်တဲ့အတန်တကိုင်းရိုက်ခတ်တဲ့အတန်ဂျင်းငတ်တို့တကြီးကြီးတကြာကြာအော်မီရဲ့အတန်တမင်ဂျေဆက်ဆိုင်တို့တတချက်မြည်တုံတဲ့အတန် တားကောင်ကြီးတို့ခဝေဝေကနေဟဲဟောက်တန်နေရလွယ်ပြီးတော့ရိုးမတော်ကခြောက်ခြားတိတ်ဆိတ်နေတော့တယ်လူသွားလို့လာမရှိရဲတောတောင်ဖြစ်တာကြောင့်ပဲတချို့လန်နေရချုံတွေပိတ်ပေါင်းလို့ထူထက်ကတချို့နေရာတွေကတော့သဘောဝစကြက်မြည်လို့မြည်နူးနူးလို့သာပေါက်ရောက်ကြတယ်တစ်ပင်ကြီးတစ်ပင်ငယ်တို့ကြားနေတော်ရလွယ်ကူတဲ့လမ်းကြောင်းအိုးဆောင်သွားနေတဲ့မုံဆိုးကြီးကိုလှမ်းခေါ်တော့မုံဆိုးကြီးကလှဲ့ကြည့်လာတော့တယ်လက်ထဲကရွှေဘူထောင်ပြတဲ့အခါမှာ သဘောပေါက်သွားတယ်ထင်ပါတယ်။ဦးတည်ရဲ့လမ်းကြောင်းပြောင်းသွားလိုက်တာကြောင့်ပဲ။နောင်လဲခန့်စိတ်စိတ်လိုက်သွားလိုက်တော့တယ်။ခဏအကြာကြာရတဲ့ရေစည်းတံတဲတဲကြောင့်နောင်ပြုံးလိုက်မိရော်တယ်။တာမယ်လူတို့မျက်စိနဲ့လမ်းမဖို့လဲကိုလုံးလာတဲ့ရှုပ်ထူးတဲ့ရောမတို့ဟာဆိုရင်ဒီမုံဆိုးကြီးအတွက်ကတော့ကိုယ့်အိမ်ကိုရလိုပဲ။ဘယ်နေရာမှာဘာရှိရဲဆိုတာစဉ်းစားကြအောင်မလို့။စီလဲ200လောက်ဆက်လျှောက်ပြီးရဲ့အချိန်မှာတော့ တသွင်သွင်စီးစင်းနေတဲ့ကြည်လင်ကြီးရဲ့ရေတခွဟာဆိုရင်တော့ရုံမတော်ရဲ့အလဲမှာအေးအေးငိမ့်ငိမ့်စီးစင်းနေကစံချောင်းငယ်လေးအသွင်တရှိနေရဆိုတော့တွေ့ရတော့တယ်။ကျောအိတ်ကိုဖုတ်ခနဲ့ပြစ်ချပြီးတော့ခြေလန်းခတ်သွက်သွက်နဲ့စံချောင်းဘက်ကိုသွားကကြည်လင်ကြီးရဲ့ရေကိုလက်နှစ်ဖက်နဲ့ခတ်ယူပြီးတော့မျက်နှာတစ်ချမိရောတယ်။လမ်းဆန်းသွားတဲ့စိတ်ဟာဆိုရင်အတိုင်းစားမဲ့ပဲ။မိုးဆိုးကြီးကိုလှည့်ကြည့်မိတော့နောင်ရှိနေတဲ့နေရာကနေ ရွှေစုံဘက်မှာဒူးတစ်ဖက်ထောက်ထိုင်ပြီးတော့လက်ခုပ်တစ်ဖက်နဲ့ယူကယူခတ်တော့နေရဲ့တဘာဝဟာပေးရဲ့ဂီတာသံလို့ပြောရအောင်တဲ့ရေစီးသံတွတ်တွင်နဲ့ယူမတော်ရဲ့ရာစာဖြစ်တဲ့မုံဆိုချူတွင်ပြင်ရတာကတော့နှောင်းရဲ့စိတ်နှလုံးတသိမ့်သိမ့်နဲ့လှုပ်ရှားစရာကတော့စီးချက်မကြခြင်းစိတ်ဆူဆူနဲ့တော့အုပ်နှင်းချီနှင်းချီတီရှိနေရဲ့ယူမတောင်တန်းနေတွင်တွင်စီးစိတ်နေရဲ့ရွှေတကော်နေနဲ့တုံးမုံဆိုချူစက်က တိတ်ကိုပနံတင့်လွန်လာတဲ့မြင်ခွင်မဟုတ်လားကျွန်တော်တို့နေလေသာဆိုင်နဲ့ခဏနာရအောင်နောက်အပြောခေါင်းတစ်ချက်နှိမ့်ပြကခလန်းလန်းကတစ်ပင်ပင်စီကိုသွားမိထိုင်ရင်မျက်လုံးနဲ့မိထားတဲ့မုံဆိုကြီးကပုံမှန်ချက်ပုံပြီးငြိမ်သက်လွန်နေရဲ့မနဲ့မိုးလင်းရုံမရေရောစောင့်ဝင်ကလေးကအေးဆက်ဆက်ငွေသက်တို့ရိုက်ခက်လောက်တဲ့အချိန်နေဖြစ်အောင်ငြိမ်သက်လွန်နေရဲ့မုံဆိုကြီးကနောက်ကိုစိတ်ဆိုးနေသေးပဲ။ ။နောင်တပြင်းခတ်ဖွားဖွားချမိလိုက်တယ်။အမှန်ဆိုဒီလောက်စိတ်ဆိုးမှန်ဆိုဖြစ်စရာမမလိုပဲလေ။ဆက်ကဘေးနာခက်ဖြည်းဖြည်းသွားထိုင်ပြီးတော့နမေခေါ်တော့မိုးဆိုးကြီးကမလုံးမရွှတ်ပဲ။မိုးဆိုးသုံးရိုင်ဖယ်ပေါ်တင်ထားတဲ့လက်ကိုအုပ်ကင်ပြီးတော့ဇက်ခနဲ့လက်ပြန်ရှုံမိသူကနောင်ကိုရာမနူးညံ့တဲ့လက်တစုံစိုက်ကြည့်နေမိတာအာယုံကြီးကတနည်းအဖြစ်ဖြစ်ထဲမှာတဝဲဝဲလည်နဲ့လက်သက်အတိတ်တိတို့ရှိပြီးတော့ လက်ခုံပေါ်မှာ မွှင်းကြီးခက်ရှိရှိလို့ရှိရလက်တဆောင်ဟာဘာကြောင့်နှောင်းရဲ့လက်ဆောင်ကိုသူချီဥစေခဲ့ရတယ်လေမိထားရမယ်မိထားရမယ်ဘာမှမမြင်ခဲ့တယ်လို့မျိုး နေနေရမယ်မျက်လုံးနဲ့တရေရေပြင်းရဲ့အဖြစ်ပြက်တွေကိုလစ်လူရှုပ်ပြီးတော့စိတ်ထဲအကြိတ်ကြိတ်ခါခါရွရွခါစိတ်တူတင်လိုက်တယ်အသက်ကိုခပ်ပြင်းပြတစ်ချိုင်ရှိုက်ခါစိတ်ကိုညင်အောင်အရွှင်လှုပ်လိုက်တယ်မောကြည့်မိတော့ ။နေချင်းကလေးကစိုက်ကြည့်နေရဲဆိုတော့မသိရဲ။မိုးဆိုးကြီးရဲ့မျက်လုံးအနေနဲ့စုံလိုက်ရတော့တယ်။ဟမ်အပြာရောင်နေ။ရှင်တဲ့နှလုံးခုန်တော့အချင်းကနေပဲ။အာမေဒိတ်တာကပါးစပ်လှုပ်ယုံတာ။မျက်လုံးကအပြာရောင်နေ။ရွှေခဲပြလို့အေးစိစိအပြာရောင် အရှိကရှိတ်ခနေ။နောက်အမေမမားပါဘူး။အနှဲ့ရောင်မျက်စက်နေတယ်။ခုနကပြာလဲလဲကောင်းခဲ့လို့ရောင်စစ်တစ်ခုနောက်ရှိတ်ခနေတွေ့လိုက်ရတယ်။ ဆက်ကခမည်းမျက်လုံးတွေကဘာရောက်လဲခမည်းဟောဘာလဲဒီလိုနှုတ်ကမိခွန်းနေထွက်မလာခဲ့ဘူးဆိုပေမဲ့စိတ်ထဲမှာတော့မင်းနေမီကအကြင်ကြင်ပဲအခုတော့ဆိုရှာနန်နေသွားပြီဖြစ်တဲ့မျက်စက်မျိုးနောင်တယောက်ကြောင်အားစွာနဲ့စိုက်ကြည့်နေမီကမုတ်ဆိုးကြီးတစ်ဖက်လှည့်သွားတော့မှတတိဝင်မိလာတဲ့အထိနောင်ချောင်းတစ်ချက်ဟန်လိုက်တယ်အဲဒီနောက်အတန်ပုံမှန်အနေထားတိုင်းရောက်အောင်ထိန်းလိုက်တော့တယ် ကျွန်တော်ညောင်မိုင်းတိုင်ရောင်မနေရဲ့တလျှောက်လုံးအချိန်တော်တော်များများကိုခမားနဲ့ကုံဆုံးရမှာလေကျွန်တော်ဒီလိုစိတ်ဆိုးနေလို့ဘယ်ဖြစ်မလဲမတုံမလုံးဒီမုံဆိုကျို့အခုနောင်ကခလေးလေးတယောက်လိုချော့နေရတာတော့မဟုတ်သေးဘူးဒါပေမဲ့မတန်နိုင်ဘူးလေသူ့ရဲ့တတိပေးအကြည့်ကိုလေးလူရှုပ်ပြီးတော့ပြန်လာတဲ့အထိမဆောင်မင်းနဲ့ဖိုးထောင်းရွာတိုင်းလိုက်ပို့ပြီးတော့အပြန်အန်ဒီရဲ့ကြုံခဲ့ရတာဒီချိန်ဒီလူသာရှောင်းမလာခဲ့ဘူးဆိုရင် နောင်တယောက်အသက်နဲ့ကိုအိုးစားကွင်းနေလောက်ပြီလေဒါကြောင့်စိတ်ဆိုးနေရဲ့အသက်တခင်တစ်ဖြစ်လဲယူမရစားကြတောင်းပန်ရရင်ဟုတ်ပါပြီဗျာကျွန်တော်တောင်းပန်နေနောက်တစ်ခေါက်ဒီလိုခမည်းစကောင်းအောင်မထောင်မဲနဲ့အဲ့ဒီအကြောင်းနဲ့ကိစ္စမျိုးမဖြစ်စေရအောင်ဂတိပေးရဲ့ဒီခါမှပဲနောင်တချံဆိုင်ကြည့်ရမို့ဆိုကြည့်ကြောင်းနောင်ပြုံးမိလိုက်တော့တယ်ကျွန်တော်တို့ဒီညညစာဘာစားကြမလဲ နေ့လယ်ဆောင်တော့ဖြစ်တယ်လို့စားလို့ရတယ်ဆိုပေမဲ့ညကျရင်တော့ကျွန်တော်ငါးစားချင်တယ်ခမားငါးဖန်းတက်တယ်မလားနောက်အမေကိုကောင်းတစ်ချက်ဆက်ပြလိုက်တယ်မုံဆိုးကြီးကြောင့်နောင်ကျင်းနေသွားတော့တယ်နောင်ကိုစိုက်ကြည့်နေတဲ့မုံဆိုးကြီးရဲ့မျက်စက်နက်နက်တည်းရဲ့အောက်ပြာလဲလဲရောင်စင်းတို့တစ်ချက်မြင်လိုက်ရတယ်ဆိုပေမဲ့ထင်ထင်ရှားရှားတော့မဟုတ်ဘူးအိမ်ညမှာတော့မုံဆိုးကြီးဖမ်းပြရင်ငါ့ကိုတိတ်ကိုင်းချောက်မီရရဲနဲ့ပဲကင်စားရတာ ရှုံးမာတဲ့ဖြတ်တန်ရတဲ့ညတောင်လှပစေသလိုပဲတားကောင်ကြီးတို့အန်ဒီယာနဲ့ကင်လို့အောင်တညလုံးမီးဖို့ထားရတဲ့အပြင်မိုးဆိုးကြီးကတော့မီးအရွှိမ်မသေးသေးဘူးမိထထိုးနေရကြောင်းပဲမနေ့မိုးလင်းကန်ဒီမှာမိကနေအိပ်ပျော်ပုံရှားတယ်တစ်ပင်ကိုကြုံမိပြီးတော့တင်မလင်ခွေထားရင်မျိုးလုံးတွေမိထားတဲ့မိုးဆိုးကြီးကိုကြည့်ပြီးစကားတခွန်ခတူးတူးရွရွနေမိရောတယ် ရိုမတော်ဟာနှက်ဆိုင်နေဒါပေမဲ့ခမည်းလှုပ်ဝက်ချက်တရားပုံနှက်ဆိုင်နေရဆက်ကအဝေးဖြူပေါ်အပုံလိုက်ချပေးထားတဲ့ထဲမှာမှဇီးသည့်ကြလုံးပါဇက်သေးကောက်ထည့်လိုက်တော့တယ်မျက်လုံးတွေကတော့အရှိမချွေးတလုံးလုံးနဲ့နှွယ်ဖြက်နေရဲ့သူ့နောင်မျက်မှောင်ကြုံကြည့်နေမိရဲ့ဘလောက်တောင်ကြာပြီလဲမသိပါဘူးနောင်မကြည်မနဲ့ဖြစ်နေရတဲ့အကြောင်းရတော့ချင်းသိမိုးဆိုးကြီးချောင်ဖြစ်တယ် ရှုံးမတဲ့အချိန်ကြီးကုံဆုံးခဲ့တာသုံးရက်မြောက်တဲ့နေအောင်ရှောက်လာခဲ့ပြီအရင်နေ့ကတော့ညဘက်ဆိုမီးပုံပေးအဆင်ပြေတယ်လို့အိတ်ကြတယ်ဆိုပေမဲ့ဒီနေ့တော့မဆိုးကြီးကတစ်ပင်ကွာဆုံးထက်လင်းစဲထုတ်ပြီးလုံနေတော့အကြောင်းကဒီနေ့ခံဝဝေးရနေကြာဟိတ်တန်ခက်ကြဲကြဲသုံးကလောက်ကြားထားလိုက်ရတာကြောင့်ပါဒါပေမဲ့ဒီကပြဿနာမဟုတ်ဘူးပြဿနာကလင်းစဲထုတ်ဖို့ဝါးရီခုတ်တဲ့ဟာနောက်အဝိဖြူစားတစားခင်းပေးပြီးတော့ ဈေးချိုသေးတွေခိုးပေးပြီးတော့နှောင်းရှိမှပုံထားပေးပြီးနေရာမှာထိုင်စေခဲ့တာကြောင့်ပါအချင်းနီးယားလူကြီးအလုံးလုံးမှာရှုံမှဆိုတာကြောင့်ကလေးတယောက်မုံပေးလှွတ်ထားသလိုနှောင်းခက်စားနေရတာမဟုတ်သေးဘူးလေဟေးလူကျွန်တော်ယောက်ျားပါဗျခမည်းဒီလိုမျိုးကျွန်တော်ဆက်ဆံတာတော့မဟုတ်သေးဘူးလေဘာလဲခမည်းလောက်ဘလားမတောက်ဘူးဆိုပြီးတော့အထင်သေးရလားအဲ့ဒီလောက်ဝါးရီလောက်ကတော့ကျုပ်လည်းတင်နိုင်ပါရဲ့ဗျတုတ်ပြန်မှုကပြတ်မရအောင် အရှိရလူကတော့ခုတ်ထားတဲ့ဝက်လုံးတွေကိုလွဲကျိုးနဲ့ချစ်နေအောင် ခြေဖို့သာပိုပြီးအာရုံစိုက်နေတယ်။ဒါပေမဲ့နောက်အရှုံးမပေးဘူး။ကျွန်တော်ငငယ်တော့အတန်းနဲ့မှဆိုအရက်အရှိဆုံးပြပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကယောက်ျားလေးတယောက်အနေနဲ့ဆိုရင်တော့အနေတော်ပဲ။ပုံမှန်မင်းကလေးတယောက်ရဲ့အရက်ဆိုရင်ကျွန်တော်ရဲ့ပခုံးလောက်ပဲရှိဟာ။ခမရခန္ဓာကိုယ်သာကြီးနေရ။အဲဒါကြောင့်ခမရကိုကိုနဲ့နှိုင်းပြီးတော့ကျွန်တော်အထင်မသေးစမ်းပါနဲ့။ အချင်းတွေကအချင်းတစ်ချက်နေအောင်ပြန်မလာခဲ့ဘူး။ကြည်ရတာဒီရုံးမတော်တဲ့စကားပြောနေရနောက်တယောက်ထဲရှိနေအောင်ထင်ရတယ်။ခေါင်းမော်ပြီးတော့လေပုတ်တစ်ချက်မှုတ်ထုတ်လိုက်တော့တယ်။ပါးစပ်ထဲစီစစ်ကိုခဝဝိထွေးထုတ်လိုက်တော့တယ်။ဒီမုတ်ဆိုးကြီးကနောက်အရုံးပေးလိုက်ပြီဖြစ်ပါတယ်။တတောင်တတာဖြစ်အောင်အနောက်ကတစ်ပင်ကိုမှုချလိုက်တော့တယ်။နောက်ကိုတစ်ချက်မှဆောင်းမငယ်ကြီးရဲ့မုတ်ဆိုးကြီးကလက်လျှော့သွားတဲ့နောက်ကြောင့်ခက်ဖြစ်ဖြစ်တစ်ချက်ပြုံးသွားလိုက်တော့တယ်။ဆက်က ခမတော်ချောက်တာကြုံဘူးလား။နွယ်ရီကိုတင်းနေအောင်ကျင့်နေရမုံဆိုးကြီးကတော့မအားလက်တဲ့ကြားနောက်အမျိုးခေါင်းတစ်ချက်နှိပ်ဖြာကဖြေလာခဲ့တော့တယ်။ခမကြောက်လား။မုံဆိုးကြီးကိုချီပြီးမိလိုက်တယ်ဆိုပေမဲ့သူကအေးမလို့အေးမလို့ပဲ။ဟွန်းခမကကြောက်မှာမဟုတ်ပါဘူးလေ။ခမကကြောက်စရာအကောင်းဆုံးနေရာရောက်ကိုယ့်အိမ်ကိုရောက်လို့ခေါတော့ခေါက်ပြဖြတ်နေရလို့ဆိုတော့ခမသိလား ကျွန်တော်ကမကြောက်တဲ့ဟမ်တိတ်မကြောက်တဲ့ဘူးဆိုပေမဲ့ခမရဘေးနောက်မှာရှင်ကျွန်တော်ကိုဘယ်အန်ဒီရဲမှမပြုတ်နိုင်ဘူးဆိုရယ်ခန်းစားချက်မျိုးခန်းစားနေရတာလွန်ခဲ့ရတုံးကလို့ပေါ့ကျွန်တော်အန်ဒီရဲနဲ့ကြုံနေတဲ့အချိန်စိတ်ထဲခမရကိုတွေးမိလိုက်တာနဲ့အနာချက်ချင်းရောက်လာတာမျိုးဆက်ကခမရရောကျွန်တော်ဘလို့သဘောလဲရုတ်တရက်ကောင်းတဲ့တည်ကျင်လာတဲ့မိကောနောင်တက်တက်ကြွကြွနဲ့မေးမိလိုက်တယ် မိုးဆိုးကြီးဘက်ကတုတ်ပြန်ချက်ကိုသိချင်နေမိရာကြောင့်နောင်မမိတ်မတုံစိုက်ကြည့်နေမိရော်လေမိုးဆိုးကြီးကနောင်ဘက်ခက်ဖြည်းဖြည်းလှည့်ကြည့်လာပြီးတော့နောင်ရဲ့မျက်လုံးကမင်းစင်ကမိုးဆိုးကြီးရဲ့မျက်နှာအမူရောက်ဘာသာပြန်လိုက်တော့တယ်ဆက်ကခမားကျွန်တော်ကိုနားကြီးနေရလို့သဘောထားတာမဟုတ်လားတချွားမှုနည်းနည်းလေးအောင်မရှိရမိုးဆိုးကြီးရဲ့မျက်နှာအမူရောက်ကျင်းသေးဘာသာပြန်မိရဲ့ဆိုပေမဲ့မဟုတ်လောက်ပါဘူးဆိုရင်ညှော်လင်းချက်ရှိရှိနဲ့မိမိလိုက်တာ ခက်တီတီတစ်ဖက်ပြန်လှည့်သွားတဲ့အချိန်ဒီအောင်ညှော်လင်းချက်တို့ရိုက်ချိုးခံချလိုက်ရပါတော့တယ်။ဟေးလူခမရအဲ့ဒါတော့လွန်တာတော့ဒီတော့ကျွန်တော်စကားပြောစရာလို့ခမရပဲရှိရလေဗျာ။ကျွန်တော်ပုံမှန်ဆိုရင်ဘယ်သူနဲ့မှအဲ့လောက်စကားမပြောဘူး။ခမရကိုစကားကြီးအများကြီးပြောတာတယ်ကံကောင်းနေရမှတ်။ပြီးတော့ကျွန်တော်ကြောင့်ခမရလည်းမပြင်းရဘူးလေ။ခမရကျွန်တော်အဲ့ဒီပုံစံနဲ့ကြည့်နေရတော့မဟုတ်သေးဘူး။ဟေးလူကျွန်တော်ပြောနေအောင်ကြားလား။ တယောက်တည်းဒေါသထွက်အော်ဟင်းရဲ့နောက်မုံဆိုးကြီးကရှိနေတယ်တော့မမထင်ဘူးခက်ရှိရှိနှွေရုပ်ဆက်ပြီးတော့တက်ကိုင်းကြီးကြီးပေါ်ပြတဲ့ကတစ်ဖက်ကသွားပြီးတော့လင်းစစ်ထိုးဖို့ပြုတ်လောက်ထားတဲ့ဝလုံးကပ်ကိုတက်ပင်ခွားစုံပေါ်မှာဆွဲတင်နေပြီးတော့အားဆိုင်ဆွဲတင်နေတဲ့မုံဆိုးကြီးကြီးကစီးသီးသုံးလေးလုံးလောက်ပါဇက်ထဲကောက်ထည့်လိုက်တော့တယ်အဲ့လူကတကယ်လူကွာစားပဲစကားတခုံးမှလည်းမဟာပဲနောက်အနိုင်ရှူနေရအချိန်ကြီးမနေတော့ ခဏအကြာတော့တစ်ပင်ခွားဆောင်ပေါ်ကလင်းစင်ဟနေရာတကြားဖြစ်သွားတော့တယ်။ဘယ်တော့ဘလို့တက်သွားလဲဆိုတာမသိရမို့ဆိုချင်ရတော့လင်းစင်ပေါ်တော့ရှောင်းနေခဲ့ပြီ။နောက်အောက်ကနေပြီးတော့အပေါ်တစ်ချက်မော်ကြည့်လိုက်တော့တယ်။ဒီတစ်ပင်ကိုဘလို့တက်ရမလဲ။တက်ရတာလွယ်ကူနိုင်တဲ့နေရာကိုလှည့်ပတ်ကြည့်အောင်ရှိသေးရဲ့။နွေကျူးရှိတချောင်းကဘုခနဲ့ပြုတ်ချလာတော့နောင်ပြုံးမိလိုက်တယ်။ကြည်ရတာမဟုတ်ဆိုကြည်ရ။နာကြီးရတော့သဘောကျတဲ့ပုံပဲ။ ရေကျိုးကနေခက်ခက်ခဲခဲတွေ့တဲ့အခါအပေါ်ရောက်တော့တနက်တလဲဘေးချကထိုင်နေမုံဆိုးကြီးကနောက်တတိတချို့ကမ်းပေးလာရင်စက္ကနေလှမ်းယူလာပြီးတော့အဲဒီမှာတုတ်ခတကိုက်ကိုက်လိုက်တော့တယ်ဒီလူနောက်ကိုရှင့်မြချင်းနေလားမသိပါဘူးလန်တရှောင်းတွေ့ရတတိရဲ့ဖန်သမားအကုန်ခူးကြွေးလာတယ်ဒါပေမဲ့ဒီအရာကိုနောက်သဘောကျတယ်ကိုမျိုးကိုရွာကိုအတိမိတ်ဆွေခေါ်လာတာကြောင့်စားကောင်းတဲ့အစားအသောက်တွေကိုလိုက်ကျွေးနေရခန်းစားချက်မျိုးဖြစ်တယ်ဆိုတော့ ုံဆိုကြီးကိုယ်တိုင်ဒီယုံမနဲ့အသားကြလုံနေရာကြောင့်ဖြစ်မယ်ထင်ပါတယ်။အချင်းကတစားတစားနဲ့မှောင်ရီတန်လာကကောင်းကင်ရထက်ကျဲအစုဝီတွေကတလဲလဲနဲ့တချမ်းသာပေါ်နေတဲ့လာချမ်းခွေဟာဆိုရင်ကပောင်စ조사အလင်းဆောင်တော့ရောမထက်ငွေရောင်အလင်းတန်းတို့ကခက်သက်သေးပဲ။အိတ်တလုံးကိုကောင်းခုပြီးတော့နောင်ပလက်လန်ချလိုက်တယ်။မိုးဆိုးကြီးကတော့ထိုင်နေရနေမလုံမရှက် ဒီနေ့ရောငါအသားလို့ကင်စားလို့မရတာကြောင့်ပဲပါလာတဲ့ထမင်းချောင်းနဲ့ညီပန်းဆောင်သာအစာပြေအောင်စားနေလိုက်တော့တယ်မုံဆိုးကြီးခုပေးထားတဲ့တက်သေးရလည်းရှိနေသေးရဆိုတော့ဒီညကဘိုက်ဖြစ်ရမယ့်အလုပ်ကတော့တိတ်ဆိတ်ပူစရာမလိုရှေကတော့အဆုတ်ရုံပဲတောက်ရတယ်လင်းစင်ထန်နေရတာဖြစ်တာဆိုတော့အပေါ်ပါသွားချင်းတက်ရဆင်ရမလွယ်ဘူးလေနောက်လှင်းနေရာနဲ့ဇက်ခနဲထားထိုင်လိုက်တော့တယ်လူအုံလိုက်ညာတန်ပေးရဲ့အတောင် နားနဲ့ခက်ဆက်ဆက်ကြားလိုက်ရတာထင်ထင်ရှားရှားမိုးဆိုးကြီးကလိုင်းရအောင်ပဝင်းကျုံတစ်ချက်ဝေးကြည့်လိုက်တယ်။အတန်နီးလာလိုက်ဝေးသွားလိုက်လူအုပ်လိုက်ညာတန်ပေးချီတက်လာသလိုပြန်ဆုတ်သွားသလိုထင်ထင်ရှားရှားတဲကွဲလာလိုက်ခက်တဲ့တဲကြားရလိုက်အချိန်ကြီးကတုံလုံးချောချောဖို့ကောင်းလို့နေရဲ့လူသူကင်းမဲ့နေရဲ့ဒီတော်ဒီတောင်နဲ့လူရချင်းညာတန်ပေးတဲ့ဟာဘယ်ဟာထွက်ပေါ်လာတာလဲ။ ။နောက်အာကိုတချီနဲ့မုံဆိုးချူကိုကြည့်မိလိုက်တော့ခန်းနဲ့နဲ့မျက်စံတွေကပြန်ကြည့်လာတာຫນွေကနေပဲ။အချိန်လေးတခုချက်ချင်းစဉ်းစားမိလိုက်တော့တယ်။တော်လန့်နေရမဟုတ်လားဆက်က။နောက်ရဲ့အမေကိုမုံဆိုးချီကကောင်းကျိတ်ပြတယ်။အန်ဒီရဲ့မရှိဘူးမလား။ထပ်ပြီးကောင်းကျိတ်ပြလိုက်တဲ့အခါမှာတော့နောက်စိတ်ချလက်ချနဲ့တက်ပြင်းဖွားဖွားစမိလိုက်တော့တယ်။အတန်တို့ကကြားနေရဆဲပဲ။ခုစီတိုက်ရိုက်လာနေတဲ့အတန်မျိုးနဲ့ သွေးဖြက်ဖွယ်အတိမကြောက်ဘူးလို့ပြောရင်တော့လျင်ရကြလိမ့်မယ်။ဒါပေမဲ့မစိုးရိမ်ပါဘူး။ဒီလူဒီလူကနောက်ဘေးနားမှာရှိနေမဟုတ်လား။စိတ်တူတတ်တရာနည်းနည်းရှာရဲဆိုပေမဲ့ဇတိုင်ကြားနေရတဲ့အတန်ကြဲကြဲလောင်လောင်တို့ကြောင့်စိတ်တည်ငြိမ်စေဖို့ပဲဂုံတို့ခတ်တူတူပေါမျှနေလိုက်တော့တယ်။ထမင်းတို့တစ်ချက်ခက်လောက်ကြားတဲ့အခါမှာတော့ဘကူယူမပကတိပြန်နေတိတ်ဆိတ်နေတတ်သွားတော့တယ်။ ဒီခါမှာတော့နောင်ကြောချပြီးတော့ပြန်လှဲချလိုက်တော့တယ်။တဏီကုံတောင်းနေထားတာကြောင့်ထင်ပါတယ်။ကိုလက်တူကနှင်းငယ်ညောင်ညလာပြီးတော့မျက်လုံးတွေမေ့ဆင်လာတော့မျက်လုံးတွေကလည်းမေ့ဆင်လာတော့တယ်။အတိစိတ်တူကကက်တချက်မကက်တချက်အဲ့မပြောဘူးစူးစားဘူးဆိုပေမဲ့အိတ်ချင်တဲ့စိတ်ကိုနောင်မတော်လှန်နိုင်ဘူး။နောက်ဆုံးအိတ်မပြောခင်အချိန်တွင်ပုံဝဝတွေးလိုက်ရတာကတော့ပြာလဲလဲမျက်ဝန်းနေနားတယ် ခက်တက်တက်ဝင်လာတဲ့စကားတန်းကိုစူးစမ်းနားထောင်နေမိရဲ့လူတယောက်ကနောက်ကိုအိုးတီဗီပြောနေတဲ့စကားတန်းမျိုးကိုမင်းကိုစောင့်နေကြတာနော်ပြန်ရောမျက်လုံးတွေနဲ့ခက်တိုးတိုးကြားလိုက်ရတဲ့စကားတန်းတို့ကတူညီနေရဲ့လာရကနေလာတယ်လို့လို့နောက်ဆုံးမျက်လုံးတွေမိခါအာယုံတို့အမောင်အတိအိမ်မောကျသွားတဲ့အထိစကားတန်းတွေခက်တက်တက်ကြားနေရသေးပဲဒါပေမဲ့ဘာဆိုတာနောက်မသိတော့ ိမ့်တည်နောက်ဆုံးကြားလိုက်ရတဲ့စကားကိုမင်းကိုစောင်းနေခဲ့တာနောင်နဲ့ဒီဇလန်းလေးကိုအခုလိုအဆုံးထိနားဆက်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာတော့ကြံရှိနေသေးတဲ့အခန်းစက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe လေးမလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင့်။ဒီတော့နောက်ထပ်နေ့အခန်းစက်တွေမှာပြန်လည်ဆုံတွေ့ကြအောင်ရှင်။